ခဏတော့စဉ်းစားကြည့်ကြရအောင် လုံးဝလွတ်လဲမရှိတော့တဲ့ထောင်ချောင်းတစ်ခုထင်းမှာပိတ်မိနေသူတို့ခံစားရတဲ့အငင်းအခုံမျိုးတွေရောက်ဖို့ကြလားဒီနေ့မှာတော့ကျွန်တော်တို့ကိုအားအင်းနေကုန်ခန်းစီပြီးဘေးကမှရှစ်ဆက်လို့မရအောင်ဖြူစေတဲ့အခြေအနေမျိုးတွေအကြောင်းကိုအတူတူလေ့လာကြည့်ကြပါမယ်မိသားစုနဲ့ညစာစားဝိုင်းမှာပဲဖြစ်ဖြစ်ယုံကစီဝေးတစ်ခုမှာပဲဖြစ်ဖြစ်ဒါမှမဟုတ်လူမှုကွန်ရက်ပေါ်ကနိုင်ငံရေးအငင်းပွားမှုလေးမှာပဲဖြစ်ဖြစ်ပေါ့လေ အကြောင်းအရာတစ်ခုတည်းကိုပဲအစဆုံးပြန်ပြန်ပြောနေရပြီးအဖေကလည်းဖယ်တော်မှထွက်မလာဘူးနောက်ဆုံးကြတော့စိတ်ရောလူပါပင်မဲနွမ်းတဲ့ပြီးကြံခဲ့ရတဲ့အငင်းအခုမျိုးတွေကျွန်တော်တို့အားလုံးကြုံဖူးကြမှာပါအဲ့ဒီလိုအချိန်မျိုးမှာရွတ်တရက်တတိထားမိလိုက်တာကဒါဟာမူလပြတနာအကြောင်းပြောနေကြတာမဟုတ်တော့ဘူးဆိုတာပါပဲအခြေအနေကပြောင်းသွားပြီဒါဟာငါတို့အုပ်စုနဲ့သူတို့အုပ်စုကြားကတိုက်ပွဲတစ်ခုဖြစ်သွားပါပြီအခုချိန်မှာအနိုင်ရဖို့ကလွယ်ရင်ဘာကမှအရေးမကြီးတော့ပါဘူး ဟုတ်ပါတယ်အဲ့ဒီချီနေကိုပြည်နာရှိနေက high conflict ဒါမှမဟုတ်မြန်မာတော်ပဋိပက္ခလို့နာမည်ပေးထားပါတယ်ဒီနာမည်နဲ့လည်းတကယ်တကယ်ညီပါတယ်ဘာလို့လဲဆိုတော့ဒါကထောင်ချောက်တစ်ခုလိုပဲခံစားရလို့ပါတခါဝင်မိသွားပြီဆိုတာနဲ့အဲ့ဒီပဋိပက္ခကသူ့ဘာသာသူတတ်ဝင်လာပြီးသူ့ရှိနေသူဆက်လက်ပတ်နေတော့တာပါပဲကျွန်တော်တို့ရဲ့ချိုးချောင်းစင်ချင်းတုံတရားကိုလွမ်းမိုးသွားပြီးနောက်ဆုံးမှတော့ဘသူမှမနမ်းပါဘူးအလုံးအတူတူရှုံးနေကြတာပါပဲကောင်းပြီဒါပေမဲ့ခဏလေး ဒီလိုဆိုပฏิဖတ်ခတ်တိုင်းကမကောင်းဘူးလားသဘောထားကွဲလဲမှုတိုင်းကိုရှောင်ရမှာလားလုံးဝမဟုတ်ပါဘူးတကယ်တော့အချို့သောပฏิဖတ်ခတ်တွေကအကျိုးတော်ရှိပါသေးတယ်အဓိကအရေးကြီးဆုံးအချက်ကတော့အကျိုးရှိတဲ့ကျမ်းမာတဲ့ညင်ပွားမှုနဲ့ခရကပြောခဲ့တဲ့အဖက်သဘောဆောင်တဲ့တန်တရားလဲမှုကြားကကွာခြားချက်ကိုတိဖို့ပါပဲဒီလိုခွဲခြားကြည့်ရအောင်တစ်ဖက်မှာကျမ်းမာသောပฏิဖတ်ခတ်ဆိုတာရှိပါတယ်ဒါကအကျိုးရှိတဲ့ယုံကံမှုတစ်ခုလို့မြင်လို့ရတယ် ကျွန်တော်တို့မှာမတူညီတဲ့အတွေ့အခေါ်တွေရှိတယ်။အဲ့ဒါတွေကိုဆွေးနွေးညှင်းခုန်တယ်။ပြီးတော့ပိုကောင်းတဲ့အဖြစ်တစ်ခုကိုအတူတူရှာဖွေကြတယ်။ဒါကဒုတတ်မှုပါ။ဒါပေမဲ့နောက်တစ်ဖက်မှာတော့ high conflict ရှိနေပါတယ်။ဒါကလုံးဝကွဲပြားပါတယ်။တင်းကျပ်ခက်ထန်တဲ့ငါတို့နဲ့သူတို့ဆိုတဲ့အုပ်စုနှစ်ခုရဲ့တိုက်ပွဲပဲ။အမြဲတမ်းအဖြစ်တဘောဆောင်နေ။ဒါကြောင့်ကျွန်တော်တို့ရဲ့ယီမန်ချက်ကပဋိပက္ခအောင်လုံကိုရှောင်ဖယ်ဖို့မဟုတ်ဘဲဒီလိုပျက်စီးစေတတ်တဲ့ high conflict ဆိုတဲ့ဘက်ကထက်ကိုမကြောက်ရွံ့အောင်ရှောင်ရှားဖို့ပါပဲ ဒါဆိုရင်အထက်မေကွန်းကဒါပါပဲတာမန်တဘောထားကွဲလဲမှုတစ်ခုကနီးဒီလိုအစိတ်အတော့ဖြစ်စေတဲ့ထောင်ချော့အဖေဘလို့များပြောင်းလဲသွားရတာလဲကဲဒီဖြစ်ဖြစ်ရဲ့နောက်ွယ်ကမမြင်ရတဲ့ဆက်ရံတရားလေးကိုအတူတူကြည့်လိုက်ကြရအောင်ဒီနေရာမှာနားလဲဖို့အရေးကြီးဆုံးအယူအဆတစ်ခုကတော့ under story ဒါမှမဟုတ်နောက်ွယ်ကဆက်လန်းဆိုတာပါပဲရေခဲတောင်ကြီးတက်တောင်ကိုစိတ်ကူးကြည့်ပါ ကျွန်တော်တို့မြင်နေရတာရေပေါ်မှာပေါ်နေတဲ့ထိတ်ဆွန်းတဲသေးလေးပဲမဟုတ်လား။ဒါပဲရေအောက်မှာတော့အေယာမှာရေခဲတောင်ကြီးတစ်ခုလုံးရှိနေပါတယ်။အငင်းပွားမွေကလည်းအဲ့ဒီအတိုင်းပါပဲ။ကျွန်တော်တို့ငင်းခုန်နေပါတယ်လို့ထင်နေတဲ့အကြောင်းအရာကအပေါ်ကထိတ်ဆွန်းလေးပါပဲ။ပတိပခတ်တစ်ခုလုံးကိုမောင်းနေတဲ့တကယ့် engine ကတော့ရေအောက်မှာရှိနေတဲ့ under story ပါပဲ။အဲ့ဒီထဲမှာမမြင်နိုင်တဲ့ကြောက်ရွံ့မှုတွေဖြည့်ဆည်းမခံရတဲ့လိုအပ်ချက်တွေချိန်ကြောက်ခံရရတဲ့ဆိုတဲ့ခံစားချက်တွေအားလုံးပေါ်ဝင်နေပါတယ်။ဒီအဆိုက အကြမ်းရာရဲ့အနှစ်သာရကိုထိထိမိမိဖော်ပြနေပါဗါး high conflict ဆိုတာပန်းကမစဲတာ အလုံးနောက်ကြတာလူမျိုးအပေါ်ယံကိစ္စတွေအကြောင်းမဟုတ်ပါဘူးတကယ်တော့လူတွေဟာသူတို့ကိုဘယ်သူမှအဖက်မလုပ်ဘူးသူတို့စကားကိုဘယ်သူမှနားမထောင်ဘူးလို့ခံစားရတဲ့အခါမှာတိုက်ခိုက်ကြတာပါဒါပေမဲ့ဒီမီယာကိုဘာဘာကိုစစ်တောက်နေတာချီတော့လည်းမဟုတ်ပါဘူးမကြာခဏဆိုသလိုအခြေအနေကိုပိုဆိုးသွားအောင်လုပ်တဲ့ပြင်ပကလူတွေလည်းရှိတတ်ပါတယ် သူတို့ကိုမီးမွှေးသူတွေလို့တင်စားကြည့်အောင်သူတို့ကမီးတောက်ကိုပိုကြီးလာအောင် အပြင်ကနေလင်မုတ်တွင်ပေးနေကြသူတွေပါအဲ့ဒီလူတွေကို conflict entrepreneurs တမမောင်ပတိပက္ခနဲ့အကျိုးများရှာသူတွေလို့ခေါ်နိုင်ပါတယ်သူတို့ရဲ့စီးပွားရေးပုံစံကတော့ရှုပ်ထွေးပြီးတိမ်မွေးတဲ့ပြဿနာတစ်ခုကိုယူပြီးလူကောင်းနဲ့လူဆိုးဆိုတော့ယူရှင်းတဲ့ silent boat ဖြစ်ပြောင်းလဲပြလောက်တာပါပဲဘာလို့လဲဆိုတော့သင်ကွဲမှုကနေအကျိုးများရနိုင်လို့ပါအဲ့ဒီလိုလှုပ်ချင်အပြင်သူတို့အတွက်အာနာငွေကြေးအာယုံဆိုင်မှုစော့တာတွေရရှိနိုင်ပါတယ် ဒီလိုလူတွေကဘသူတွေဖြစ်နိုင်မလဲနာမည်ကြီးမီဒီယာသမားတွေနိုင်ငံရေးခေါင်းဆောင်ကြီး follower အများကြီးရှိတဲ့ social media influencer တွေဖြစ်နိုင်ပါတယ်ဒါပေမဲ့တစ်ခါလေးမှာကိုယ်နဲ့အရင်ရင်းနှီးတဲ့သူတွေလည်းဖြစ်နေတတ်ပါတယ်ကိုယ်တင်ငယ်ချင်းဒါမှမဟုတ်မိသားစုဝင်တွေရောက်တောင်ဖြစ်နိုင်ပါတယ်သူတို့အားလုံးမှာတူညီတဲ့အချက်ကတော့လူတွေရဲ့တောတာကိုမီးထိုးပေးပြီးအချင်းချင်းတိုက်ခိုက်စေခြင်းအပြင်ကိုကြိုးရှာကြတာပါပဲကောင်းပြီကျွန်တော်တို့ပြဿနာကိုသဘောပေါက်ပြီးထောင်ချောက်ကိုလည်းမြင်နေရပြီအခုအရေးကြီးဆုံးအပိုင်းကိုရောက်ပါပြီ ဲ့ဒီခြေကနေဘလို့လွမြောက်မလဲတရင်ကောင်းကတော့ဒီသံတရားကိုဖျက်တော့နိုင်မဲ့တကယ်လက်တွေ့ကြတဲ့နီးလက်နီးရှိနေတာပါဒါပေမဲ့အရင်ဆုံးကျွန်တော်တို့ရဲ့တွဲခေါ်ပုံကိုအခြေခံကြကြဖြောင်းလဲဖို့လိုပါတယ်ရီမန်းချက်ကအငင်းအခုံမှာအနိုင်ရဖို့မဖြစ်ရတော့ပါဘူးရီမန်းချက်အတက်ကဒီအဖြက်ပုံစံကိုဖြိုခွင်းဖို့ဖြစ်ရမယ်ဒါဟာကိုယ့်ရဲ့စိတ်ငင်းချမ်းရေးကိုမန်ကန်ခြင်းထက်ပိုတန်ပိုးထားတဲ့ရွေးချယ်မှုတစ်ခုပါပဲဒီတော့ဒီမီကိုဘယ်လိုအရှင်လျှော့ချမလဲ ရိုးရှင်းတဲ့အဆင့်တွန်းဆင့်ရှိပါတယ်။အဆင့်တစ်ကတော့ကိုယ်ခန္ဓာကိုယ်ထဲမှာပါရဖြစ်နေလဲဆိုတာကိုသတိပြုပါ။နှလုံးခုန်လုံးညှမ်းလာတာလား၊လက်သီးကိုတင်းတင်းဆုပ်မိနေလား၊ဒါဟာတိုက်ခိုက်ဖို့ဒါမှမဟုတ်ထွက်ပြေးဖို့အတွက်ခန္ဓာကိုယ်ကပြင်ဆင်နေတဲ့လက္ခဏာပါ။အဲ့ဒါဟာသတိပေခေါင်းလောင်းပါပဲ။အဆင့်နှစ်ကတော့အကွာဝေးတစ်ခုဖန်တီးပါ။ရုပ်ပိုင်းဆိုင်ရာအရာအခန်းထဲကနေခဏထွက်သွားတာမျိုးဖြစ်နိုင်တယ်လို့စိတ်ပိုင်းဆိုင်ရာအရာဒေါက်တာထုတ်နေတဲ့ message ကိုချက်ချင်းမပြန်ပဲစောင့်လိုက်တာမျိုးလည်းဖြစ်နိုင်ပါတယ်။ကိုယ့်ကိုယ်အချိန်ပေးလိုက်ပါ။ပြီးတော့အဆင့်၃ပြန်လဲချင်းကတဲ့အခါမှာ ငါမှန်တယ်ဆိုတာကိုတက်တည်ပြရမယ်ဆိုတဲ့စိတ်နဲ့မဟုတ်ပဲသူတို့ဘာလို့ဒီလိုမြင်နေရတာလဲဆိုတဲ့တိလိုစိတ်နဲ့ချင်းကပါဒီလိုလို့ဖို့အစွမ်းထက်ဆုံးလက်နက်တစ်ခုကတော့မိခိုးမေးတဲ့ပုံစံကိုပြောင်းလဲလိုက်တာပါပဲခမရပါလို့ဒီလောက်တောင်မှမှားနေရတာလေဆိုတော့ရိုးရှင်တဲ့မိခိုးမျိုးကတိုက်ခိုက်တာသက်သက်ပါပဲအဲ့ဒီအစားအချိန်နေကိုပို့ရှုပ်ထွေးသွားစီတဲ့မိခိုးမျိုးကိုမေးချပါဥပမာဒီအချိန်နေတစ်ခုလုံးမှာခမရကအခက်အခဲဖြစ်ဆုံးကပါလဲလို့မေးတာမျိုးပေါ့ခြားနာချက်ကိုမြည်ရဲ့လား ပထမမေခွန်းကတန်တိုက်တစ်ခုကိုတီးဆောက်လိုက်တာပါဒုတိယမေခွန်းကတော့တကားတစ်ချက်ကိုဖြန့်ပေးလိုက်တာပါတာဟာအဖြူအမဲချင်းနေတဲ့စကားဝိုင်းတဲ့ကိုလူသားဆန်မှုနဲ့တိမ်မွေနှူးညံ့မှုတွေကိုပြန်ထည့်ပေးလိုက်တာပါပဲ high conflict ဆိုတာရုပ်ရှင်မှုပေါ်မှာရှင်းတန်းလဲဆိုတာကိုတတိယပါဒါကြောင့်ကျွန်တော်တို့ရဲ့တာဝန်ကရှုပ်ထွေးမှုကိုလက်ခံဖို့ပါပဲ ်ဒီမှာနီလန်းလေးခုရှိပါတယ်ပထမဆုံးသူတို့ရဲ့အမြင်ကိုသဘောမတူရင်ကောင်သူတို့ရဲ့ခန်းစားချက်ကိုအတိအမှတ်ဖြူပေးပါ QRD ကိစ္စနဲ့ပတ်သက်ပြီးစိတ်ပြက်နေမယ်ဆိုလားကျွန်တော်နားလဲပါတယ်လို့ပြောတာမျိုးပေါ့ဒုတိယကိုဘက်ကအာနေချက်တွေကိုလည်းဝန်ခံပါဘယ်သူမှပြပြဆုံးတာမဟုတ်ပါဘူးကျွန်တော်တို့ဘက်ကလည်းဒီအပိုင်းကိုပိုကောင်းအောင်လုပ်ခဲ့တဲ့တယ်ဆိုတာမျိုးပေါ့တတိယသူတို့ရဲ့လူသားစာမှုကိုတက်ကြွစာရှာဖွေပါ သူတို့ကမိစ္ဆာတွေမဟုတ်ပဲကိုယ့်လိုပဲကိုယ်ပိုင်ဇလန်းကြီးနဲ့လူသားတွေပါလားဆိုတာကို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 ပြန်တတိပေးပါနောက်ဆုံးအနေနဲ့တရားခင်းသူတွေလို့ခေါ်တဲ့နှစ်ဖက်စလုံးကိုနားလည်ပြီးဆက်သွယ်ပေးနိုင်တဲ့သူတွေရဲ့အကူအညီကိုရယူပါဒါကတော့နောက်ဆုံးနဲ့အစွမ်းထက်ဆုံးဖြစ်နိုင်တဲ့အချက်ပါပဲ high conflict တွေနဲ့ထက်ခွာမှုရွေးချယ်လိုက်တာဟာအရှုံးပေးခြင်းမဟုတ်ပါဘူးအားနည်းချက်လည်းမဟုတ်ပါဘူးဒါတတိရှိရှိနဲ့ချမှတ်လိုက်တဲ့အားကောင်းတဲ့ဆုံးဖြတ်ချက်တစ်ခုတာဖြစ်ပါတယ်ဘာလို့လဲဆိုတော့တကယ်အောင်မြင်မှုဆိုတာ အငင်းအခုံမှာအမတ်ထမတ်ရတော့တာမဟုတ်ပါဘူးတကယ်အောင်မြင်မှုဆိုတာကဒီအစက်အတော့ဖြီးစေတဲ့ကစားပွဲကိုစမကစားတော့ဘူးလို့ဆုံးဖြတ်လိုက်နိုင်ခြင်းပါပဲအဲ့ဒါကမှတကယ်အောင်ပွဲပါဒီအကြောင်းအရာနဲ့ပတ်သက်ပြီးဂျန်တဆောင်မှာဒီလိုဆိုထားပါတယ်အထီးရောက်ဆုံးနီးပြူဟာကနော်ကိုယ့်ရဲ့ဂုံတိခါကိုဒီတိုက်ပွဲထဲမှာယင်းနီးမြန်ထားတာကိုရက်တန့်ဖို့ဆုံးဖြတ်လိုက်ခြင်းပါပဲ တကယ်လူမြောင်မှုဆိုတာကိုယ့်ရဲ့တန်ဖိုးကိုဒီတိုက်ပွဲတစ်ခုမှာမှန်ကန်ချင်းဆိုတာနဲ့ချိတ်ဆက်မထားတော့တဲ့အခါမှာရောက်လာတာပါအဲ့ဒီအချိန်မှာမှတကယ်ကိုလွံ့မြောက်သွားနိုင်မှာဖြစ်ပါတယ်ဒါကြောင့်အာယောတဲ့စဉ်းစားစရာလေးတစ်ခုနဲ့ဒီအပိုင်းကိုဆုံးသက်ပါစေကိုယ့်ရဲ့ကဘာကိုယ့်ရဲ့ဘဝမှာအခုလက်ရှိကြုံတွေ့နေရတဲ့ပဋိပက္ခတစ်ခုခုကပိုပြီးမှန်ကန်ဖို့ပိုပြီးတည်ချောက်ဖို့တောင်းဆိုနေတာလားဒါမှမဟုတ်ရှုပ်ထွေးမှုလေးနည်းနည်းလောက်ပိုလက်ခံပေးဖို့တောင်းဆိုနေတာများလား